ဥပဒံအစွဲလမ်းများကိုဖယ်ရှားပါ။ပြားစစ်ကိုကိုယ်ွယ်လူတိုင်းသည်ပါတာဆွဲ၊လူမျိုးဆွဲ၊ပုပ်ကိုဆွဲ၊ဂိုင်းကနာဆွဲ၊ဝါဒဆွဲ၊ဒေတာဆွဲ၊မြို့ပလာဆွဲများကိုဖယ်ရှားဖို့ရလိုအပ်ပါတယ်။ထို့အစွဲလမ်းများက လူသားများကိုငရဲသို့ပို့ဆောင်နေသော အစွဲလမ်းများပင်ဖြစ်ပါတယ်။ထိုဥပဒံအစွဲလမ်းများကြောင့်အချို့သောသူတို့ဒီနတ်များအချို့တို့ဒီလူများအချို့တို့ဒီတရိစံများ အချို့တို့သည်လူလက်ပြည့်ပြုတ်လို့သောအရာများအချို့တို့သည်တဘာဝမှရရှိသော အရာများဖြစ်တဲ့နေလမီရေညောင်ပင်ကြောက်ဆောင်ကြောက်တုံးတစ်ပင်ဝါပင်စသည့်အရာများ အချို့တို့သည်တည်သွားခဲ့သောသူများဤဝိညာဉ်များကို ကိုးကွယ်နေကြပါသည်အချို့တို့သည်အတဟိတနောနာထော ိုလှုပ်မအကိုရတယ်ဆိုပြီးမိမိကိုကိုမမီကိုကိုွယ်နေကြပါတယ်လူအချို့တို့သည် ထိုသို့သောကိုကိုွယ်မှုသည်မှန်ကန်သည်ဟုယုံကြည်နေကြပါတယ်ပိုးဖလံမျိုးမိကိုတို့ဆိုတကယ်တို့ဖះအစ်စ်မဟုတ်သောအရာများကိုကိုကိုွယ်နေခြင်းသည်တန်ငြဲမိသေးတို့တိတိကြီးနေဒူး၍သွားနေကြခြင်းပင်ဖြစ်ပါတယ်ကြည်နော်ဗုဒ္ဓဘာသာရဲ့အသုံးအနှုန်းတွေကိုသုံးပြီးတော့ဗုဒ္ဓဘာသာကိုခုတုံးလုပ်ပြီးသူတို့ဘာသာကိုဆွဲသွားတာ ဒီဥပါဒံတရားတို့အတ္တဟိအတ္တနောနာထောတို့ဆိုတာဟာဗုဒ္ဓဘာသာရဲ့အသုံးအနှုန်းတွေဖြစ်တယ်ဆိုတာကိုအားလုံးသိကြတယ်နော်ဥစဉ်ကလေသူတို့ဘာသာကိုတိုက်ခိုက်တဲ့ဖုန်ကြီးမဟုတ်ဘူးကိုယ့်ဘာသာရေးအကြောင်းကိုပဲကိုပြောတဲ့ဖုန်ကြီးဖြစ်တယ်သို့တော့ကိုယ့်ဘာသာကိုစွာကားတိုက်ခိုက်လာပြီဆိုရင်တော့တုတ်ပြန်တတ်တယ်နော်အခုလဲတုတ်ပြန်မှာဖြစ်တယ်သူပြောထားတဲ့အချက်ကိုကြည့်လိုက်ပါ ပထမဦးဆုံးအချက်မှာဥပါဒံအစွဲတရားကိုဖယ်ရှားဖို့ပြောတယ် နောက်ဆုံးမှာသူတို့ဖះကိုမကိုးကွယ်ပဲနဲ့တခြားအရာတွေကိုကိုးကွယ်ရင်ငရဲကြမဲ့ပုံစံပြောတယ်။အဲ့ဒါဥပါဒံအစွဲပဲလေ။ကိုကိုတိုင်ကမှဥပါဒံအစွဲတရားမကင်းပဲနဲ့သူတစ်ပါးကိုဥပါဒံအစွဲတရားကင်းဖို့ပြောတာဟာလွဲမနေဘူးလား။ဟွန်း။နောက်ပြီးအတ္တဟိအတ္တနောနာထောဆိုတဲ့ပုဂ္ဂိုလ်ကြည့်ပါ။အတ္တဟိအတ္တနောနာထောဆိုတာကိုလုံးမှကိုရတယ်လို့သူကအထိပယ်ပြန်သွားတယ်။အဲ့ဒါမပြည့်စုံဘူးနော်။ အတ္တဟိအတ္တနောနာထောဆိုတာမိမိရဲ့ကံဉာဏ်ဝရိယတွေကိုအာကိုခိုင်းတာတည်ရင်ပြစ်လိုက်ရမယ့်ဒီခန္ဓာကိုယ်ကြီးကိုအာကိုဖို့ပြောတာမဟုတ်ဘူးเนาะမိတိဘာသာဝင်မိတိလူမျိုးပဲဖြစ်ဖြစ်တတ္တဝါတိုင်းတတ္တဝါတိုင်းဟာမိမိရဲ့ကံဉာဏ်ဝရိယအပေါ်မှာပြီးပြီးနေကြရတယ်မိမိရဲ့ကံဉာဏ်ဝရိယနဲ့လူကင်းပြီးနေလို့ရတဲ့တတ္တဝါရဲ့လို့မရှိဘူးเนาะဘုရားရဲ့တရားတော်တွေဟာလေအမတန်မှနည်းနည်းပါတယ်ဘလောက်အထိနည်းနည်းသလဲဆိုရင် ဗုဒ္ဓဘာသာဝင်ပါဆိုတဲ့သူတချို့တောင်မှဗုဒ္ဓရဲ့တရားတော်တွေကိုမသိတာအများကြီးရှိတယ်။တခြားဘာသာဝင်ကဗုဒ္ဓရဲ့တရားတော်တွေကိုပုံစံအောင်သိဖို့ဆိုတာအဝေးကြီးနော်။ဒါကြောင့်မိမိရဲ့ဉာဏ်နဲ့လိုက်မမီတဲ့ဗုဒ္ဓရဲ့တရားတော်တွေကိုမိမိလိုသလိုအတိတ်တွေအမျိုးမျိုးဖွင့်ဆိုပြီးပောက်ကရတွေပြောနေမဲ့အစားကိုယ့်ရဲ့ရှေ့နောက်မကြီးတဲ့ကျမ်းစာတွေကိုကြည်အောင်အရင်လုပ်ပါလို့ပြောကြင်ပါတယ်။ဘာတွေကရှေ့နောက်မကြီးဖြစ်နေတယ်လဲဆိုရင်တစ်ချက်လောက်ပဲခြားပြမယ်နော်။ ခရစ်တော်ယေရှုကပါတစ်ဖက်ကိုအယိုက်ခံရတဲ့အခါမှာနောက်တစ်ဖက်ကိုလည်းအယိုက်ခံလိုက်ပါလို့ပြောတယ်။ထာဝရဘုရားကလက်စားချေဖို့ပြောတယ်။အဲ့ဒီမှာတင်ပဲရှင်းအောင်မကြီးဖြစ်နေပြီ။ကျမ်းစာမျက်နှာတွေကိုတော့ချမပြတော့ပါဘူးနော်။ဘာကြောင့်လဲဆိုရင်ဦးစင်းရဲ့အကောက်ထဲမှာဦးစင်းနဲ့ချစ်ခင်နေတဲ့ခရိယံဘာသာဝင်တချို့ရှိလို့ပါ။သူတို့ကိုငက်ွက်ပြီးတော့ကျမ်းစာမျက်နှာတွေကိုချမပြတော့ပါဘူးနော်။နောက်ဆုံးအနေနဲ့ပြောကြင်တာကတော့ မိသည့်ဘာသာဝင်မိသည့်လူမျိုးပဲဖြစ်ဖြစ်ကိုယုံကြည်ရာကိုယ့်ဘာသာကိုကိုယ်ွယ်ကြပါတခြားဘာသာတွေကိုစွတ်တရားဟောတာမျိုးပုတ်ခတ်တာမျိုးတွေမလုပ်ပါနဲ့အဲ့ဒါကိုတော့ပြောကျင်ပါတယ်နော်